ဩဂတ်လ9ရက်နေ့ကရန်ကုန်မြို့ပါရမီဆေးရုံမှာပန်ကရီးယားကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တဲ့နိုင်ငံကျော်သေးတဲ့ရှင်ခိုင်ထူးရဲ့နောက်ဆုံးခီကိုဩဂတ်လ17ရက်နေ့မှာရေဝေးတုတ်တံမှာမိတ္တိကျိုခဲ့ပြီးအယိုးပြကိုကူသွင်းခဲ့ပါတယ်။သေးတဲ့ရှင်ခိုင်ထူးရဲ့နောက်ဆုံးခီကို မိသားစုဝင်တွေ ဂီတလောကကအမှုပညာညီကိုမော်ဒမတွေနဲ့ပရိသတ်တွေလိုက်ပါပို့ဆောင်ခဲ့တာပါဖိုင်လို့ဆိုတာမကော်ရိုပညာလောကအတွက်အစားထိုးနေရတဲ့သူတယောက်ပါလို့အရန်ဝဲနေတယ်ပြီးတော့ခုလောကအတွက်အရန်ကိုကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တဲ့အတွက်ပြန်များနိုင်တော့ဘူးဒီဥပညာရှင်တယောက်ဒီဥပညာရှင်လိုမျိုးကသူ့ရဲ့ဥပညာရှင်ရောသူ့ရဲ့စိတ်ဓာတ်မျိုးကမကော်ရိုလောကမှာပြန်ရနိုင်မှာမလွယ်ဘူးအဲ့အတွက်အရန်ဝဲနေတယ် ရူးဆိုတာကတကယ်တမိုင်းမှတ်တိုင်ကျန်နေတဲ့လူတယောက်ပါအဲ့တော့ဘာပဲဖြစ်ကျွန်တော်တို့အတွက်အရေးဆုံးဆုံးမှုကြီးမားပါတယ်เนาะကျွန်တော်သိနေမပြောချင်ပါဘူးဘာပဲဖြစ်ဝမ်းနေတယ်တေးတဲ့ရှင်ခိုင်တူဟာ1989ခုနှစ်ကပထမဆုံးတေးစီတီတေးမြုံငှက်ထွက်ရှိခဲ့ပြီးဂီတသက်သက်240နီးပါးအတွင်မှာတချင်းတပုတ်ပန်းတစုပ် easily ရွှေလေတိုင်းလောကရဲ့တစ္ဆာအလုံးကိုကြော်ဖြတ်ရမယ်နောက်ဆုံးအိမ်မက်ဆိုအဝေးဆုံး စကိုင်းလန်စတဲ့တချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ဒေသရှင်တူဖြစ်ပါတယ်။ဒေသရှင်ခိုင်ထူးကွယ်လွန်ခဲ့တာမြမပီဂီတလောကနဲ့ပရိသတ်တွေအတွက်ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်။ခိုင်ထူးဆိုကိုလိုကွယ်လွန်သွားတာလားကျွန်တော်တို့ဆုံးရှုံးမှုကြီးပါဒါကျွန်တော်တို့ဟိုပါဂီတလောကအတွက်ရောပမာပြတိချစ်ပရိသတ်တွေတော့ခိုင်ထူးကဆုံးရှုံးမှုပဲပေါ့ဒါတော့ကျွန်တော်အမှုပညာသမားဆိုတော့ဖန်တီးယူလို့မရပါဘူးအမှုပညာသမားဟို ဟွာပေါ့လူတိုင်းလည်းဖြစ်ချင်လို့လည်းဖြစ်နိုင်ဖြစ်နိုင်တဲ့အရာမဟုတ်ဘူးပေါ့ဆိုတော့ကိုယ်ကိုင်သူကဖြစ်ခဲ့တယ်အောင်မြင်ခဲ့တယ်တော့ကျွန်တော်တို့တွေရင်ကိုလှုပ်ခတ်စေတဲ့သင်းပေါင်းကအများကြီးသူဆိုခဲ့တယ်ပေါ့ဟုတ်ကဲ့ဆိုတော့အခုလို့သူရုတ်တရက်ပေါ့ရုတ်တရက်လိုပဲပြောမှာပါသူအလွန်တူပါတယ်ဆိုတော့အခုလို့ကွယ်လွန်သွားတဲ့ကိစ္စတော့ကျွန်တော်တို့တက်လည်းဒါကတော့ယူကျုံမရကျွန်တော်တို့လည်းဝမ်းနေပါတယ်တီးတန့်ရှင်ခိုင်သူကွယ်လွန်ချိန်မှာအသက်62နှစ်ရှိပြီဖြစ်ပြီးဇနီးတဲ့တော်စောနယ်နယ်ထွန်းတဲ့ဒါနဲ့အောင်တမီးတယောက်တို့ 建议开发了，样的怎么样？<music>